အပိုင်း2055ရဲ့အစမှာတော့ချောပါကစန်ကြီးကိုတိုက်ခိုက်မှုကိုတရေပေးလိုက်ပေမဲ့စန်ကြီးကဒါနဲ့ခုတ်ခံလိုက်ရပါတယ်။ဒါပေမဲ့စန်ကြီးကဘာမှဖြစ်မသွားခဲ့ပဲဒါကသာကျိုးသွားခဲ့ပါတယ်။ဒါကိုမြင်တော့အလုံးကအံ့ဩနေပြီးစန်ကြီးကတော့တေချာပေါက်ကွင်းရဲ့ဒါနဲ့ခုတ်ခံခဲ့ရပေမဲ့သူကဘာမှဖြစ်မသွားခဲ့ပါဘူး။ချောပါကလည်းဒါကိုမြင်တော့စန်ကြီးကိုဒါကိုမင်းရဲ့လေပင်နဲ့ဓာလိုက်တာလားလို့မိလိုက်ပါတယ်။စန်ကြီးကတော့သူ့ကိုသူဘာတွေဖြစ်နေရဲဆိုတာကိုစဉ်းစားမရဖြစ်နေပြီးသူ့ရဲ့ရွယ်သွားတဲ့ဘာကိုပြန်တက်နေပါလိမ့်ပြီးတော့စန်ကြီးကသူ့ကိုသူငါဘာတွေဖြစ်နေရလဲလို့ပြောနေခဲ့ပါလိမ့် အဲ့နောက်ဂွင်းကတော့ဒါကဂျယ်မရီရဲ့ဆွဲမဲ့လို့ပြောလိုက်ပြီးဂျက်ကတကားပြောပြတယ်လို့ပြောလိုက်ပါရီအဲ့ဒါကဂျက်ကလူသားတွေကိုအယိုးတွေပို့ပေးရမယ်လို့ပြောလိုက်ပြီးပိုတမ်းမလောင်လုပ်ရမယ်လို့ပြောခဲ့တာပါဒါအပြင်စာနာစိတ်တွေပါပျောက်ဆုံးသွားအောင်လုပ်ဖို့အတွက်ပြောနေခဲ့ပါရီဒါကိုကြတော့ဆန်ဂျီကလည်းသူ့ကိုရီးယားပြုမှုကိုသတိရသွားခဲ့ပါရီအဲ့ဒီတော့ကောင်မလေးတယောက်ကအကိုဖြစ်သူအတွက်အစားစာယူလာပေးခဲ့ပေမယ့်သူကတော့ရတာမရှိဘူးလို့ဆိုကကောင်မလေးကိုပကံနဲ့ပြစ်ပေါလိုက်ပါရီဒါကိုမြင်တော့ဆန်ဂျီကတားပေးလိုက်ပြီးမိန်းကလေးတယောက်ရဲ့မျက်နှာကိုအမာရွတ်ထင်အောင်လုံးမလို့လာလုံးမိလိုက်ပါရီ အဲ့ဒီအချိန်ကောင်မလေးကမိလဲသွားတော့စံကြီးကသူ့မကိုကူညီပေးလိုက်ပြီးသူ့ရဲ့အကိုရီကိုမိန်းကလေးတယောက်ကိုဘလို့ဖြစ်လို့သတိလစ်သွားအောင်လုပ်နိုင်တာလဲဆိုပြီးမိလိုက်ပါရီအဲ့ဒီနောက်စံကြီးကသူ့အဖေရဲ့စံသက်ခန်းတွေကလူတွေကိုဒါရီကဘာရီလဲလို့မေးတော့သူတို့တွေအားလုံးကတမ်းမာကြပြီးခိုင်းသမျှကိုလည်းလုတ်တက်သေးတယ်လို့ပြောလိုက်ပါရီဒါပြင်တည်သွားရင်လည်းစိတ်ပူစရာမလိုဘူးလို့ပြောလိုက်ပြီးအသက်20အရွယ်လူတယောက်ကိုဖန်နီးဖို့9နှစ်ပဲလိုတယ်လို့ပြောလိုက်ပါရီဒါရီကိုသတိရနေမိတဲ့စံကြီးကလန့်သွားပြီးသူလဲစာနာစိတ်မရှိတဲ့သူဖြစ်တော့မှလားလို့တွေးနေခဲ့တာပါစံကြီးကခေါင်းကိုခိုင်ရမ်းလိုက်ပြီးသူ့ကိုသူဂျယ်မာတယောက်ဖြစ်မလာချင်ဘူးလို့ပြောလိုက်ပါရီ ်ပြီးတော့သူကကွင်းနဲ့ဝေးရောက်ကိုထွက်ပြေးနေပါတယ်ဒါကိုမြင်တော့ကွင်းကသူ့ရဲ့နောက်ကနေလိုက်လာပြီးလေစာရီနဲ့စတိုက်ပြစ်နေခဲ့တာပါစန်ကြီးကတော့သူ့ကိုစဉ်းစားဖို့အချိန်ပေးပါအောင်လို့ပြောနေခဲ့ပေမဲ့မရတော့ပါဘူးအဲဒီနောက်မှာတော့စန်ကြီးကတိုက်ခိုက်မှုကနေလွတ်အောင်ပြေးနေပြီးကွင်းကလည်းနောက်ကနေလိုက်ပြစ်ခဲ့ပါတယ်စန်ကြီးကသူပါလုံးမိလဲဆိုတာကိုပြန်စဉ်းစားနေပြီးခဏကြာမှတော့သူကဂျယ်ရမန်ပုံစံကိုပြောင်းလဲနေမိတာကိုသတိရသွားခဲ့ပါတယ်။ဒါရီအားလုံးကလည်းဒါကြောင့်ဖြစ်လာတဲ့ဆိုတာကိုသူကသဘောပေါက်သွားပါတယ်။ သူကဂျာမန်ဝစ်ဆောင်ကိုထုတ်လိုက်တာကြောင့်သူ့ရဲ့ကိုရီးကသိပ္ပံပညာကနိုးထလာတယ်ဆိုတာကိုစန်ကြီးကသဘောပေါက်သွားခဲ့ပါတယ်။အဲဒီချိန်ချောပါကတော့စန်ကြီးရဲ့ပုံစံကထူးဆန်းနေတယ်လို့ပြောလိုက်ချင်း။တချို့ကကွင်းစီကနေထွက်ပြေးနေတဲ့စန်ကြီးကိုမြင်ပြီးတနတ်တွေနဲ့လိုက်ပြေးကြပါတယ်။ဒါကြောင့်ကြီးစန်ကြီးကစန်ကြီးကိုမှန်သွားကစန်ကြီးကဒူးထောက်ချသွားတော့အားလုံးလုံးနိုင်နေပြီဆိုပြီးဝမ်းသာနေခဲ့ပေမယ့်တစ်ဖက်မှာတော့ကြီးစန်ကြီးကပြန်ပြုတ်ကျလာပြီးစန်ကြီးကလည်းသူ့ကိုပြစ်လိုက်တဲ့သူတွေကိုလှည့်ကြည့်လိုက်ကနားရဲကွာလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာအားလုံးကလည်းလက်နေချင်း။ကွင်းကလည်းစန်ကြီးရဲ့နားကိုရောက်လာပါတယ်။ အဲ့ဒီချိန်တစ်ဖက်မှာလည်း Drake ကရန်သူတွေကိုတိုက်ခိုက်ရင်ရှင်းထုတ်နေချိန်မှာအာဘူရဲ့တံကိုကြားလိုက်ရပါတယ်။အာဘူကတော့တနည်းအားမအေးစိထိုင်ပြီး Drake ကိုမင်းကရေတိုက်ရဲ့တချို့ဆိုတာကိုသိတယ်လို့ပြောလိုက်ပါတယ်။ဒါပြင်သူကကိုက်တိုတို့တိုက်ပွဲမှာဘသူပဲရှုံရှုံရှုံတဲ့သူကဒဏ်ရာပဲရမှာပေါ့လို့ပြောလိုက်ပြီးဒဏ်ရာရနေတဲ့သူကိုအလေးဝင်တိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ Drake ကတော့ဒါကညစ်ပတ်တာပဲလို့ပြောလိုက်ပြီးအာဘူမှသူ့မှာစွမ်းအားတွေရှိရလို့ပြောလိုက်ကနံပါတ်တွေဖြစ်တဲ့ဖူကာတို့ကိုပြသလိုက်ပါတယ်ပြီးတော့ Drake ကိုလည်းသူတို့နဲ့ပူးပေါင်းမှုအတွက်ပြောပါတယ် ဒရိကာရောဖူဂါရိုကိုငြိမ်သက်စွာကြည့်နေကြဖူဂါရိုကတော့အစားအစာတွေကိုစားတောင်းနေကြတာပါဗီလန်တမရီရဲ့ဂျာကတိုက်ပွဲကသူတို့နဲ့မဆိုင်ဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ဒရိကာအာပူကိုဘာလို့ဖို့စဉ်းစားထားတာလဲလို့မေးပါရီဒါကိုကြတော့အာပူကဒရိကိုကိုင်ရိုကိုလူဗီကမနိုင်နာမှုလို့သူတို့ကကိုင်ရိုကိုတတ်ပြစ်လိုက်မယ်လို့ပြောလိုက်ပါရီဒါပေမဲ့ဒရိကာရောတကယ်လို့နန်မာရီပါရှုံးသွားရင်ရောလို့မေးလိုက်တော့အာပူကဒါဆိုရင်လည်းနောက်ဆုံးအနေနဲ့သူတို့ကရှင်းပြစ်လိုက်တာပေါ့လို့ပြောလိုက်ပါရီဒရိကာတိပြီလို့ပြောလိုက်ပြီးအာပူကိုဒါကမင်းရဲ့အကြံစီပေါ့လို့ပြောပါရီ ။မာဘူးကတော့ဂိုင်ဒိုနဲ့ဒေါ်လာရင်တက်ကသူတို့နဲ့တခုမှဘာမှမဆိုင်ဘူးလို့ပြောလိုက်ပြီးဒီလိုအချံမျိုးကနှခါမရဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအိုဒမာတို့ကတစ်ဖက်ကိုပြေးလာနေချိန်အနောက်ကနေဂျဇဲလ်တို့ကရောက်လာပြီးကာမာချီယိုကိုတေးလာပြီးလို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့အိုဒမာကဝမ်းသာသွားပြီးအိုဒမာလေးကကာမာချီယိုကိုကျေးဇူးတင်နေခဲ့ပါတယ်။ဂဇဲလ်ကတော့သူ့ကိုပိုချီးကျူးဖို့အတွက်ပြောနေခဲ့ပြီးအိုဒမာကတော့အားလုံးကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂဇဲလ်တို့ကလည်းကျေးနပ်သွားပါတယ်။အဲဒီနောက်သူတို့ကအမြန်သွားနေခဲ့ကြချင်းရန်သူတွေကလည်းလိုက်လာခဲ့ပြီးအကြက်ရိုက်နေခဲ့ပါပြီ။ အဲဒီချိန်ကင်းရမွန်ရဲ့တပိုင်းပြက်နေတဲ့ခန္ဓာကိုယ်ကြီးကလည်းပါလာပါရီကစဲကအဲ့ဒါကိုမြင်ပြီးလန့်သွားပြီးရန်သူတွေကလည်းပြေးသွားခဲ့ပါရီဒါကြောင့်ကင်းရမွန်ကလည်းသူ့ကိုကဲပြေးဖို့အတွက်ပြောကနာမီတို့လည်းဒီပုံစံကိုကြည့်ပြီးအံ့ဩနေခဲ့ကအူတမာတို့လည်းလန့်သွားခဲ့ပါရီကစဲကတော့တရေလို့အောကထွက်ပြေးသွားခဲ့ပြီးကင်းရမွန်နောက်ကနေလိုက်သွားတာကြောင့်မလို့ဦးစိုးပြုတ်ကလန့်သွားခဲ့ပြီးသူတို့ကကင်းရမွန်ကိုခေါ်လိုက်ပါရီအဲ့ဒီချိန်ကင်းရမွန်ကတော့သူ့ကိုကဲပြေးဖို့အတွက်ပြောနေခဲ့ပြီးပြေးနေတာကြောင့်မလို့ဦးစိုးတယောက်နောက်ကနေလိုက်ပြီးဖမ်းဆွဲပြီးထားခဲ့ပါရီ ဒါကိုကြည့်နေတဲ့ Speedo ကတော့ဒါကတရေမဟုတ်ဘူးလားလို့မေးနေခဲ့ပါရီအဲ့ဒီချိန်ကင်းရမုံကသူကကင်းရမုံမလို့ပြောပြီးသူ့ကိုကူပေးဖို့အတွက်ပြောနေကြကြောင်းဥဆုပ်ကလည်းရက်ဖို့အတွက်ပြောနေချိန်သူကသွေးတွေအများကြီးထွက်နေရကိုမြင်တော့အံ့ဩနေခဲ့ပါရီဒါကြောင့်ကင်းရမုံကိုဘာရီများဖြစ်လာတာလဲလို့မေးပြီးသူကဥဆုပ်ပါလို့ရှင်းပြနေခဲ့တာပါဒါကိုမြင်တော့နာမီကကင်းရမုံကမချားနိုင်ဘူးလေလို့ပြောလိုက်ပြီးသူရဲ့နေရကတခြားတစ်ဖက်မှာလို့ဆိုလိုက်တော့ဥဆုပ်ကကင်းရမုံကသူတို့မိတ်ဆွေဆိုတာကိုသိအောင်ပြောရမယ်လို့ပြောလိုက်ပါတယ် ဒါကိုကြတော့ speak ကသူဘလိုပဲစကားပြောနေရလဲလို့မေးလိုက်တော့ usup ကခင်းရမွန်ကသူ့ရဲ့ဖင်နဲ့ ਈ ပေါက်ပြီးစကားပြောနိုင်တယ်လို့ပြောလိုက်ကြအောင်ရှင်းပြလိုက်ပြီးဒါကလည်းခင်းရမွန်ရဲ့အထူးပညာရက်တရက်ပဲလို့ပြောပြလိုက်ပါတယ်ဒါကြောင့်နာမီကအကြံတစ်ခုကိုရသွားပြီးကင်းရမွန်ရဲ့တင်မောင်းမှာလာချမ်းပုံကိုဆွဲပေးလိုက်တော့ကင်းရမွန်ကလာချမ်းပုံလားလို့မေးလိုက်ပြီးဒါဆိုရင်မင်းကမဟာမိတ်ပေါ့လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကင်းရမွန်ကပထမတဲ့ရက်တက်ခိုးမှာသူနဲ့ဂိုင်တိုတိုက်ခိုက်ပြီးရှုံးသွားခဲ့တယ်လို့ပြောလိုက်ပြီးဒါပေမဲ့သူ့ရဲ့အဖော်ကအသက်ရှူချက်နေတော့မယ်လို့ဆိုအားခဲ့ပြီးခိုက်ပါတယ်။အဲဒီချိန်ကီကူကတော့မိထဲမှာလဲကြာနေပါတယ်။ ။အဲဒီနောက်ဦးစုပ်ကဟမ်မလတ်ကိုခေါ်ကကင်းရမုန်နဲ့အတူထွက်သွားခဲ့ပြီးအိုဒမာတို့ကိုထားခဲ့ပါတယ်။ဒါကြောင့်နာမီတို့ကသူတို့ကိုယူဆိုင်ဖို့အတွက်ပြောလိုက်ပြီးဟမ်မလတ်ကတော့လူတိုင်းကသူ့ကိုလိုအပ်နေတာပဲလို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကင်းရမုန်ကဦးစုပ်ကိုမင်းကဘာသူလဲမသိပေမဲ့ငါရဲ့မိတ်ဆွေပဲလို့ပြောလိုက်ပြီးပထမတော့ကထပ်ခိုးကိုရောက်အောင်သွားဖို့အတွက်ပြောပါတယ်။အဲဒီအချိန်မှာတော့ဟမ်မလတ်ကသူ့ကိုစိတ်ချထားဖို့အတွက်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဘရူတိုကပြေးလာနေခဲ့ချိန်ရန်သူတွေကနောက်ကလိုက်လာခဲ့ပြီးသူတို့ကရောဘင်ကိုဖမ်းဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါကိုမြင်တော့ဘရူကသူတို့တွေကအတော်လေးကိုဇွဲကောင်းတာပဲလို့ပြောလိုက်တယ်။ အဲ့ဒီအချိန်တစ်ဖက်မှာလေရှေ့ကရောက်လာခဲ့တာကြောင့်ဘရုတ်ကအကျက်ရိုက်နေခဲ့ချိန်မင်းနေကရောက်လာပြီးရောဘင်ကိုရှေ့ဆက်သွားဖို့အတွက်ပြောတော့ဘရုတ်ကမင်းနေကိုမင်းတို့မင်းနေကလည်းအားကိုးရတာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့စကားပြောနေတဲ့အချိန်မှာပဲ CP0 ဖွဲ့ဝင်တွေရောက်လာပြီးမင်းနေကိုတိုက်ခိုက်ခဲ့ပါတယ်။သူတို့ကအနောက်ရှက်ဖြစ်သွားတာကိုတောင်းပန်ပါတယ်လို့ပြောတော့ရောဘင်ကသူတို့ကိုကြည်ကလန့်နေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ကရောဘင်ကိုငါတို့ကငါတို့အလုပ်ကိုငါတို့လုပ်နေခဲ့တာပါလို့ပြောလိုက်ပြီးရောဘင်ကိုသူတို့နဲ့တူတူလိုက်ခဲ့ရမယ်လို့ခေါ်နေခဲ့တာပါ။ အပေါ်ရက်ထခိုးမှဆိုရင်လည်းကင်းရမုံကသူ့ရဲ့မဟာမိတ်တွေကိုခေါ်ထားပြီးဖြစ်လို့ကီကူကိုတောင်းခံထားဖို့အတွက်ပြောပါရည်။ဒါ့အပြင်ကင်းရမုံကသူကဂိုက်ရိုရဲ့တိုက်ခိုက်မှုကိုခံရပြီးနှစ်ပိုင်းပြတ်သွားပေမဲ့အသက်ရှင်နေရအောင်အံ့ဩနေပါရည်။ဘာလို့လဲဆိုတော့လောကသူ့ကိုပိုင်းပြီးတော့ပြန်ဆလိုက်တဲ့အချိန်မှာတေချာမဆက်ခဲ့လို့ဖြစ်ပါရည်။ကင်းရမုံကတော့ဒါကစမ်းကြယ်မှုပဲလို့တွေးနေချိန်သူကအိုရိုချီရဲ့အတန်ကိုကြားလိုက်ရတာကြောင့်အံ့ဩသွားခဲ့ရပါရည်။အိုရိုချီရဲ့အတန်ကိုထပ်ပြီးတော့ကြားလိုက်ရပြန်ပါရည်။အိုရိုချီကကန်ဂျီရိုကိုအခေါ်နေတာဖြစ်ပြီးကန်ဂျီရိုကလည်းပြန်ထလာပါရည်။ အဲ့တော့သူကအိုရိုချီကိုဒါကသူ့ရဲ့နောက်ဆုံးတင်ဆက်မှုပဲလို့ပြောလိုက်တော့အိုရိုချီကအားလုံးကမင်းရဲ့တင်ဆက်မှုကိုကြိုက်ကြတယ်လက်ခုပ်တန်တွေကိုကြားလာလို့မိလိုက်တော့ကန်ဂျီရိုကလည်းသူ့ကိုအားပေးနေတဲ့ပရိသတ်တွေကိုမြင်အောင်နေခဲ့ပါတယ်အဲ့တော့အိုရိုချီကကန်ဂျီရိုကိုနောက်ဆုံးအနေနဲ့ဒဂိုရိုတင်ဆက်မှုကိုလှုပ်ဖို့အတွက်ပြောလိုက်ပါတယ်ဒါကိုကြားတော့ကန်ဂျီရိုကလည်းနောက်ဆုံးအနေနဲ့သူ့ရဲ့သွေးတွေနဲ့မီလုံးကြီးတစ်ခုကိုရေးဆွဲလိုက်ပြီးအားလုံးကိုမီလောက်နိုင်သွေးမှုအတွက်ကြံစီနေတာပါအဲ့နောက်မှာတော့မီလုံးကြီးကနေရာအနှံ့ကိုအသက်ဝင်ပြီးရှောက်သွားနေခဲ့ပါတယ်အဲ့နောက်မှာတော့ကင်းရံမွန်လည်းတေဆုံးသွားခဲ့ပါတယ် တစ်ဖက်မှာလည်းအားလုံးကမီးလုံးကြီးကြောင့်ပြေးလွှားနေကြရပြီးတစ်ဖက်ကလည်းဒီမီးလုံးတွေနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုကြေညာခဲ့ပါတယ်။အဲဒါကတော့တိုက်ကြီးရဲ့တစ်ဖက်မှာမီးလုံးကြီးတွေကရုတ်တရက်ပေါ်လာတယ်ဆိုတာပါပဲ။ဒါကိုကြတော့အီဇိုကအန်အောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းမာကူကရန်သူတွေကိုတိုက်ခိုက်နေတယ်လို့ခါဝါမတ်စုကလည်းဒါကိုကူပေးနေပါတယ်။အဲဒီချိန်ကွင်းကတော့စန်ကြီးကိုဂျာမန်ဝစ်ဆောင်ကိုဝေးပြဖို့အတွက်ပြောနေတာကြောင့်စန်ကြီးကကွင်းကိုနားကြားမြင်ကတ်လာပြီးလို့ပြောလိုက်ပါတယ်။အပြင်ဘက်မှာတော့ဇိုရိုကကင်းနဲ့အတူရှင်ပြရင်ဆိုင်တိုက်ခိုက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘရုတ်ကမီရောက်တွေကိုကြည့်လိုက်ပြီး ရော်ဘင်ကိုသူတို့ထွက်သွားဖို့လိုအပ်နေပြီလို့ပြောလိုက်ပါရီဒါပေမဲ့ရန်သူတွေကလည်းသူမတို့နောက်ကနေစတိုက်လိုက်နေခဲ့ပါရီတဖက်မှာတော့အိုရိုချီကဆက်သွယ်ရေးခရီးကိုပြစ်လိုက်ပြီးသူကရီမောနေကလောင်ကျွမ်းကြဆန်းလို့ပြောနေခဲ့တာပါအပေါ်ဘက်မှာတော့လူဖီရိုကမောနေပေမဲ့သူတို့ကတယောက်ကိုတယောက်အသေးကြီးမဲကြီးတိုက်ခိုက်နေကြသေးပါသူတို့ကအပြန်လဲတိုက်ခိုက်နေခဲ့ကြပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလေ။အပိုင်း1056ရဲ့အစမှာတော့ရာမာတူတယောက်ကျုံးမော်ကိုပြန်ပြေးတက်လာခဲ့ပါလေ။ဒီမှာကလမ်းတစ်လျှောက်ငါကအိုရမ်မဲဘန်မြူရော်နဲ့ဝါနူရီသားကိုကဲတင်မယ်လို့လည်းပြောနေခဲ့ပါလေ ဒါအပြင်သူမကမိုမိုကအိုနိုယာရှိမာကိုတားနေမယ်ဆိုတာကိုသိပေမဲ့တခုခုအမားယွင်းဖြစ်သွားခဲ့ရင်သူမရဲ့အစွမ်းနဲ့ကူညီရမယ်လို့တွေးနေခဲ့ပါတယ်။ဒါအပြင်ယာမာတူကအိုနိယာရှိမာတကယ်လို့ပြုတ်ကျလာရင်ထိခိုက်မှုနဲ့အောင်ဘုံဒီကိုဖယ်ရှားပြရမယ်လို့တွေးနေခဲ့တာပါ။လန်နတိုက်ကမြေရောက်ထမှာမို့အချိန်မီရောက်ပါမလားလို့တွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်ယာမာတူကသူမရဲ့အဖေကလူတွေကိုလမ်းခေါ်ပြီးဘယ်သွားမလို့လဲလို့မေးလိုက်တော့ယာမာတူကသူတို့ကိုဝင်တိုက်လိုက်ပြီးတော့ထွက်ပြေးလာခဲ့ပါတယ်။ဒါကြောင့်အားလုံးကမှောက်ပြီးကြံနေခဲ့ပါတယ်။ အဲ့ဒီအချိန်ပြမောက်မှာတော့မိုမိုကမီးတောင်ဒိန်တွေကိုဖန်တီးနေပြီးကိုကိုကလည်းဆက်ပြီးတောင်းခံထားဖို့အတွက်အားပေးနေပါရီသူကကိုင်ရီရဲ့ဒိန်တွေထပ်ပိုးအားကြီးတဲ့ဒိန်တွေကိုဖန်တီးဖို့အတွက်ကြိုးစားနေခဲ့ပြီးထက်ခါထက်ခါကြိုးစားနေတာပါမိုမိုကအိုနီဂါရှီမာကိုဗန်းမြူတော်ပေါ်ကိုမရောက်စေရဘူးလို့ပြောနေခဲ့ပြီးဒိန်တွေကိုဆက်မပြတ်ပြုလုပ်နေပါရီတဖက်မှာလေလောကအတော်လေးကိုမောနေပြီးကင်းနေဘင်မောင်မလို့ရဲ့တိုက်ပွဲကိုကြည့်နေပါရီအဲ့နောက်ကိကဘင်မောင်ကိုသူ့ရဲ့တပ်ထုတွေနဲ့တိုက်ခိုက်လိုက်တာကြောင့်ဘင်မောင်ကပရိုမီသီးယပ်စ်ကိုခေါ်ပြီးတားလိုက်ပေမဲ့ကိကသူ့ကိုညှက်ပြီးထိုးပစ်လိုက်ပါရီ ဒါကြောင့် Prometheus ကဘင်မောင်းနဲ့ကစ်ကြားကြားညက်နေပါတော့တယ်။တစ်ဖက်မှာလည်းလောကဘင်မောင်းကိုဓာတ်နဲ့ခုတ်ဖို့လုပ်တော့ဘင်မောင်းက Hera ကိုချက်ပြလိုက်ပြီး Hera ကလောရဲ့ဓာတ်ကိုကိုက်ပြစ်လိုက်ပါတယ်။ဒါကိုမြင်တော့လောကလန့်သွားချိန် Prometheus ကလည်း K ရဲ့တပ်ထုတွေကိုကိုက်ပြစ်လိုက်ပါတယ်။ဒါကြောင့် K ကနောက်ကိုဆုတ်သွားချိန်လောကလည်းသူ့ကိုယ်သူနေရာပြန်ရွှေ့ခဲ့ပါတယ်။ဒါကိုမြင်တော့ Prometheus ကဘင်မောင်းကိုကစ်ကိုသူတယောက်ထဲနဲ့အနိုင်ယူနိုင်ပါတယ်လို့ပြောလိုက်တော့ Hera ကလည်းရောက်လာခဲ့ပြီးတော့သူတယောက်ထဲအမှတ်ယူမနေနဲ့လို့ပြောလိုက်ပြီး Prometheus ကတော့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။ အဲ့ချိန်နပိုလီယံကလည်းဒါလည်းရှိသေးတယ်လို့ပြောလိုက်ပြီးဒါကိုကြားတော့ဘင်မောင်ကသဘောကျစွာကြီးမောင်နေကအားလုံးတူတူပေါင်းလို့ကြရအောင်လို့ပြောပါရီတဖက်မှာတော့ကီကလောကိုမင်းလုံးနိုင်သေးတယ်မလားလို့မေးလိုက်တော့လောကကြောင်သွားခဲ့ပါရီဒါကြောင့်ကီကနားမလည်ဖြစ်နေတဲ့လောကိုအေဂရီတပောက်ကိုတိုက်ခိုက်ဖို့လာတာကိုဟောက်ဖဲမရှိဘူးလို့တော့မပြောနဲ့တော့လို့ပြောလိုက်ပါရီဒါပြင်ကီကလောကိုမင်းရဲ့အစွမ်းကအခုထိမနှိုးထသေးဘူးလားလို့ပြောလိုက်တယ်ဒါကိုကြောတော့လောကဒါကိုသူကတိတ်တုံးလေးမရှိဘူးလို့ပြောလိုက်ပြီးတေးရေးရှင်ရဲ့ချိန်ကလွဲလို့လို့ပြောလိုက်တော့ကိကလည်း သူလည်းပဲလို့ပြောလိုက်ပြီးလောကိုသူ့ရဲ့နောက်ကနေဝက်ဖဲနဲ့ကူညီပေးဖို့အတွက်ပြောပါရီဒါအပြင်သူတို့အနေနဲ့ဒီတိုင်းတိုက်ခိုက်နေလို့တော့မဖြစ်ဘူးလို့ပြောလိုက်ပါရီဘာလို့လဲဆိုတော့ဒါကဘင်မားမအတွက်ဘာမှထိခိုက်မှုမရှိလို့ပါတဖက်မှာလည်းဘင်မားမကကစ်တုကိုနေနှုတ်နှကောင်လုံးကိုငါကောင်းဖြတ်ပေးမယ်လို့ပြောလိုက်ပြီးနည်းနည်းတော့နာပေမဲ့တီးခတ်မှုအတွက်ပြောပါရီဒါကိုကြတော့ကစ်ကဒေါသထွက်နေပြီးသူကသူ့ရဲ့တပ်ထုအပိုင်းစာတွေကိုပြန်ပြီးတော့ဆွဲဆော့ယူလိုက်ပါရီဒါကိုမြင်တော့ဘင်မောင်းကကစ်ကိုပိုကြီးတော့ကပိုကောင်းတယ်လို့ထင်နေတဲ့မင်းကမိုက်မဲတာပဲလို့ပြောလိုက်ပေမယ့်ကစ်ကတော့သူ့ရဲ့ဆက်ရုပ်ပုံစံကိုပြင်ဆင်နေပါရီ အဲ့ဒီချိန်အိုရိုချီကတော့ယရနာတူလောင်ကန်ထဲမှာရှိနေခဲ့ပြီးသူကဂိုက်ဒိုကိုဒေါ်လန်နဲ့ဆာမူရိုင်းတွေကိုရောပြန်ခုခံနေတဲ့တိရစ္ဆာန်အဖွဲ့အစည်းတွေကိုရောပြောဆိုနေပါတယ်။အဲ့ဒီနောက်မှာတော့အိုရိုချီကငါဒီကောင်နေနဲ့ပတ်သက်နေရတာကိုစိတ်ပြက်လာပြီးဂိုက်ဒိုကိုငါတိတယ်လို့ပြောလိုက်ပြီးအဲ့တော့ကမြေလိုက်ထဲမှာဘာရီရှိလဲဆိုတာလို့ပြောလိုက်ပါတယ်။အိုရိုချီကကိုင်ရိုရဲ့မြေအောက်ခန်းထဲမှာသူ့လုပေးထားတဲ့လက်နက်တွေအများကြီးရှိနေတယ်ဆိုတာကိုသိသွားပြီးဒါရီယာပေါက်ကွဲသွားလို့ရှိရင်အရာအလုံးပြီးသွားမယ်ဆိုတာကိုသိနေကြတာပါ အဲ့နောက်အိုရိုချီကကန်ဂျီရိုကိုလန်နဲ့တိုက်ကိုသွားကဖောက်ခွဲပြစ်ဖို့အတွက်ပြောလိုက်ပြီးမီလုံးကြီးကလည်းတဖြည်းဖြည်းနဲ့မြေအောက်ထပ်ကိုဆင်းသွားနေပါတယ်။ဒါကြောင့်အိုရိုချီကကျေနပ်နေခဲ့ပြီးသူကအားလုံးပြီးသွားပြီလို့ပြောကဖူဂူရိုကူဂျီကိုသူ့စီကိုလာဖို့အတွက်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်ရိုက်ဇိုနဲ့ဖူဂူရိုကူဂျီတို့ကအပြင်းထန်တိုက်ခိုက်နေပါတယ်။ဖူဂူရိုကူဂျီကရိုက်ဇိုရဲ့တိုက်ခိုက်မှုမှန်သမျှကိုပြန်ခုခံနေခဲ့ရပါတယ်။ဒါအပြင်ဖူဂူရိုကူဂျီကရိုက်ဇိုရဲ့လက်နက်ပုံးတွေကိုဖယ်ရှားလိုက်ပြီးဒါကအသုံးမဝင်ဘူးလို့လည်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်အိုရိုချီကတော့ဖူဂူရိုကူဂျီကိုဒီနေရာကပြီးသွားပြီလို့ပြောလိုက်ပြီး အားလုံးမပေါက်ခွဲခင်ထွက်သွားရမယ်လို့ပြောနေခဲ့ပါတယ်။ဒါပြင်သူကပင်လယ်ဓားပြားတွေရဲ့ဂျာကတိုက်ပွဲကသူတို့နဲ့မသက်ဆိုင်မှုလို့လည်းပြောနေခဲ့ပါသေးတယ်။အဲဒီချိန်ကင်းနဲ့ဘင်မောင်းကတိုက်ခိုက်နေပါတယ်။အဲဒီချိန်ဘင်မောင်းကကစ်ကိုရိုက်ထုတ်ပစ်လိုက်ပါတယ်။တစ်ဖက်ကတော့ရောင်မာတူကအဲဒီနေရာကိုရောက်လာခဲ့ချိန်သူမကရုတ်တရက်ပေါက်ခွဲတဲ့နဲ့အတူအလင်းနဲ့နေထွက်လာခဲ့တာကြောင့်လန်သွားခဲ့ပါတယ်။အဲဒီချိန်ကစ်ကပြုတ်ကျလာခဲ့ပြီးဘင်မောင်းကလည်းနောက်ကနေလိုက်လာနေခဲ့ပါတယ်။သူကကစ်ကိုတပ်ပစ်ဖို့အတွက်ကြိုးစားနေခဲ့ပါတယ်။ဒါကိုမြင်တော့ရောင်မာတူကလည်းအံ့ဩနေပြီးသူတို့ကဘင်မောင်းကိုဒီနေရာမှာတိုက်ခိုက်နေတော့မယ်လားလို့ပြောလိုက်ပါတယ်။ သူတို့ကတကယ်ကိုတမာချတာပဲလို့ပြောလိုက်ကရာမာတူတယောက်အန်ဟောနေခဲ့တာပါအဲ့ဒီအချိန်လောကတော့ကိကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ပင်မောင်းကိုကြည့်ပြီးကိပြောခဲ့တာကိုသတိရနေပါတယ်အဲ့တော့ကတော့ကိကလောကိုသူ့ကိုလောရဲ့ဝက်ဖဲနဲ့ကူညီပေးဖို့အတွက်ပြောခဲ့တာပါအဲ့ဒီနောက်မှာတော့လောကရွမ်ကိုဖန်တီးလိုက်ပြီးသူ့ရဲ့ဓာတ်ကိုထည့်လိုက်ကပင်မောင်းစီကိုပြေးဝင်သွားပြီးနောက်ကနေလေပင်ကိုဓာတ်နဲ့ထိုးဆိုင်ပြလိုက်ပါတယ်ဒါကိုမြင်တော့အားလုံးကလန့်သွားခဲ့တယ်လို့ပင်မောင်းကလည်းနာကျင်သွားပါတယ်လောကတော့ဒါနဲ့ထိုးတာတော့မအဲ့လောက်မနာဘူးလို့ပြောလိုက်ပြီးအဓိကကခမားကြီးကိုအတွင်းကနေလျှက်ဆေးတိုက်ခိုက်တော့မှလို့ပြောလိုက်ပါရီး တကယ်လဲလောကဘင်မောင်ကိုလျက်စစ်တွေနဲ့တိုက်ခိုက်လိုက်ပြီအဲဒီနောက်မှာတော့ဘင်မောင်ကလောကိုဒေါသတကြီးလှည့်ကြည့်နေချိန်ခိကလည်းဘင်မောင်ကိုခမားကြီးကိုတန်လိုက်ဖြစ်ပြောင်းလဲပြစ်မယ်လို့ပြောလိုက်တာတိုက်ခိုက်လိုက်ပါလိဒါကြောင့်ဘင်မောင်ရဲ့ခန္ဓာကိုယ်ကတန်လိုက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပြီနပိုလီယံလည်းသူမနဲ့သွားကပ်နေပါလိအဲဒီနောက်မှာတော့ခိကလောကိုနေရာကနေထွက်ဖို့အတွက်ပြောလိုက်ပါလိဒါကိုကြတော့လောကခိကိုသူပါလို့ရမယ်ဆိုတာကိုလာမပြောနဲ့လို့ပြောပါလိအဲဒီနောက်မှာတော့ပတ်ဝန်းကျင်မှာရှိတဲ့တန်ပစ္စည်းတွေကဘင်မောင်စီကိုပြေးဝင်ပြီးကတ်ကုန်ပါတော့တယ်ဒါပြင်တိုင်ရဲ့တန်ဒီပါကျွတ်ထွက်လာခဲ့ပြီးဘင်မောင်စီကိုရောက်လာပါလိ ။ဒါကြောင့်မလို့တိုက်ရဲထက်တွေကပြိုကျလာပြီးတော့အားလုံးကလည်းပဲထွက်ပြေးကြပါရည်။အဲဒီနောက်မှာတော့ဒါကိုကြည့်ကအားလုံးကအံ့ဩနေပြီးချော်ပါကတော့ဘေမောင်းကတန်လျက်စီရီအောက်မှာခြေမုံခံလိုက်ရပြီလို့ပြောလိုက်ပါရည်။အဲဒီချိန်လောကတော့အသက်ကိုလူးရှူနေရပြီးဒါဟာသူ့ရဲ့အစွမ်းကုန်မယ်လို့ပြောလိုက်ပါရည်။တစ်ဖက်မှာလည်းဘေမောင်းတယောက်တိုက်ခိုက်ခံလိုက်ရတာကိုမယုံကြည်နိုင်သလိုကြည့်နေခဲ့ကြတာပါ။အဲဒီချိန်ကကတော့ဘေမောင်းကိုဘလို့လဲဖွားကြည့်လို့ပြောနေခဲ့ပါသေး။တဖက်မှာလေလောကကစ်ကိုမင်းရဲ့တန်လိုက်စွမ်းကိုသုံးပြီးဘေးရောက်ကိုမစိုးတန်လိုက်ဖြစ်ပြောင်းလို့ရတာပဲလို့ပြောလိုက်တော့ဒါကဘလောက်ကြာလဲလို့မေးလိုက်ပါသေး။ ်ကီကတော့လောကိုသူ့ရဲ့လေးဝက်ရှော့ကိုဘာလို့ပြောပြရမှလဲလို့မေးပါရီအဲ့ဒီချိန်ဘေးမောင်ကပြန်ထလာခဲ့ပါရီသူမကအတန်းပုံနေကြာကနေပြန်ခုံးထလာပါရီဒါကိုမြင်တော့အားလုံးကလည်းအံ့ဩသွားကြပါရီဘေးမောင်ကတော့အရန်ကိုစိတ်ဆိုးနေပြီလောကတော့ဒါကဘေးမောင်ကိုတည်အောင်မလုပ်ပဲသူမကိုပို့ပြီးစိတ်ဆိုးစီလာလို့ပြောလိုက်တော့ကီကစိတ်ဆိုးနေတာကသူမကိုပို့ပြီးတတ်ဖို့နီးစလာလားလို့ပြောလိုက်ပါရီဒါပေမဲ့လောကတော့မင်းရှုံးမှုပို့နီးလာတာလို့ပြောလိုက်တော့ကီကတော့ပွားနေပါရီဒါကိုမြင်တော့လောကကိနောက်ကိုလိုက်ကူပေးနေတာကိုဘာလို့ဘေးမောင်ကိုအပြီးမသက်တာလဲလို့ပြောလိုက်ပါရီ အဲ့ဒီအချိန်ပြမမကတော့သူမကိုချိန်နေတဲ့သူတွေအကုန်လုံးကိုအသက်ပေးပါလားဘယ်နီလေးစုပ်ပြုတ်ပေးပါလားလို့မိလိုက်တော့အားလုံးကလမ်းဖြတ်သွားပါရီဒါကြောင့်သူတို့ကဘေမမကိုစုပ်ပြုတ်ပေးဖို့အတွက်တိုင်ပင်ခဲ့ကြပါပဲဘယ်နီလေးစုပ်ပြုတ်ကသူတို့ရဲ့မိုက်မဲမှုကြောင့်အကုန်အမှောက်သွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့သူတို့လည်းဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေခဲ့ပါရီအဲ့ဒီအချိန်သူတို့ရဲ့ဝိညာဉ်တွေကစတင်ပြီးသူတို့ရဲ့ခန္ဓာကိုယ်ကနေထွက်လာနေပါရီဒါပေမဲ့အားလုံးကလမ်းသွားကြပြီးသူတို့ကဘေမမရဲ့ဝိညာဉ်နှုတ်ရှင်ခြင်းကိုခံလိုက်ရတာပါ ။အဲဒီနောက်မှာတော့ဘင်မောင်ကဒူမနှုတ်ထားတဲ့ဝိညာဉ်တွေကိုပြားကတ်နေပြီဖြစ်တဲ့ဟေရာတို့နဲ့တခြားသံနိုင်တွေကိုဘေးကအသက်ပြန်သွင်းလိုက်ပါတယ်။ဒါ့အပြင်ဒူမကိုရိုင်ကတော့ဒူမရဲ့တနှစ်သက်တမ်းကိုပြန်သွားခဲ့ပြီးပိုပြီးအကြီးကြီးဖြစ်လာပါတယ်။ဒါကိုမြင်တော့ကိကအကြီးကြီးဖြစ်လာတာကပိုကောင်းတယ်ပေါ့လို့ပြောလိုက်ပြီးလောကတော့ဘင်မောင်ကပိုပြီးတန်မာလာပြီလို့ပြောလိုက်ပါလေကိကတော့ဘင်မောင်ကိုကြည့်ပြီးဒီအဖွားကြီးကိုယုံအောင်မယုံနိုင်ဘူးလို့ပြောလိုက်ပြီးဒါဆိုရင်တော့အီဂရစ်တီကငါတို့ထင်တာထက်ပိုပြီးတော့တန်မာလာပဲလို့ပြောလိုက်ပါလေ တဖက်မှာလည်းယူဂရိုကဒါကိုကြည့်နေပြီသူမကြီးလာနေတာကိုကြည့်ပါအောင်လို့ပြောလိုက်ကဒီအထက်ကငရဲလိုပဲဖြစ်နေပြီလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ရာမာတို့ကတော့ကီတိုကဘင်မာမို့ထိမ့်ပေးထားပြီးမိုမိုကအူနီကာရှီမာကိုထိမ့်နေချိန်သူမအနေနဲ့လှုပ်ရှားရှိတာကိုလှုပ်ရမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ရာမာတို့ကလန်နေတိုက်ကိုအမြန်ရောက်အောင်သွားဖို့အတွက်အားကုန်ကြိုးစားနေပြီးသူမကပုံမှန်လမ်းကဆိုစစ်သားတွေအများကြီးရှိနေတာကြောင့်ဂူရဲကနေသွားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲဒီနောက်မှာတော့ရာမာတူကသူမရဲ့တန်တင်းမုံနဲ့အားကုန်ရိုက်လိုက်ပြီးဂူဝင်မောင်တကားကိုဖျက်ဆီးပြစ်ပါတယ် တဖက်မှာလည်းဘင်မမ်ကသူတို့ကိုကြည့်လိုက်ပြီးဒီလိုနာကျင်မှုမျိုးကိုမခံစားရတာကြားပြီးလို့ပြောလိုက်ကမင်းတို့နှစ်ယောက်လုံးကငါအတိမတ်ပြူပါတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်သူမကခစ်တို့ကိုမင်းတို့သုံးယောက်ကငါရဲ့နေရာကိုယူဖို့အတွက်ရောက်လာကြတဲ့သူတွေပဲလို့ပြောလိုက်ပြီးတိုက်ခိုက်မှုကိုပြုလုပ်ဖို့အတွက်အသင့်ပြင်နေပါတယ်။ဒါကိုမြင်တော့လောကဒီလိုမကောင်းဆိုးဝါးမှကြီးကိုအနိုင်မယူပဲ။တမိုင်းကိုလေးလာဖို့ကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးခစ်ကလည်းသူတည်ရမယ်ဆိုရင်တော့မှအရင်ဆုံးဘင်မမ်ကိုအရင်ဖြုတ်ချပြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘင်မမ်ကလည်းသူတို့ကိုစိန်ခေါ်လိုက်ပြီးလာယူစမ်းမှာ ငါရဲ့ယွန်းကိုပင်လယ်အေဂရစ်နေရာလို့ပြောလိုက်ပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။